ိုင်ဆိုင်နာဆိုလို့9ဒေါ်လာပဲပြတယ်ရှိရဲ့ဘဝကနေပြီးတော့ဒေါ်လာတန်ပေါင်း900ကျော်ထိချမ်းသာလာခဲ့တဲ့မင်းသားကြီး Dwayne Johnson ကို The Rock အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဆရာကြီး YouTube Channel နေကြိုဆိုလိုက်ပါတယ်ဆရာကြီးရေဆရာကြီးဘယ်လိုဖြစ်လဲဆိုတဲ့အကြောင်းကိုကျွန်တော်တို့ဆရာကြီး YouTube Channel နေပြီးတော့အပတ်စဉ်တိုင်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မိတ်ဆွေအနေနဲ့ဒီဗီဒီယိုလေးကိုကြည့်ပြီးလို့ဘဝတုဒ်တစ်ခုခုတိုးသွားတယ်ကိုယ့်အတွက်အကျိုးရှိသွားရဲဆိုရင်ကျွန်တော်တို့ရဲ့ Channel ကို Subscribe လေးတစ်ချက်လုပ်ခဲ့ပေးပါဦး ိုက်ဆိုတော့ဒီလူကောင်ကြီးကြီးဗလာတောင်းတောင်းဂရုံးပြောင်ပြောင်နဲ့ဒီလူကြီးကိုကျွန်တော်တို့ WWE ဘွဲတွေမှာရောရုပ်ရှင်ဇာတ်လမ်းတွေမှာပါနောက်တစ်ခါကျွန်တော်တို့ကြောင်ညာတွေမှာပါမမြင်ခြင်းမှအဆုံးခဏခဏမြင်နေရတာပါအခုဒီနေ့ဗီဒီယိုမှာကြတော့ကျွန်တော်တို့ The Rock ဟာဘာမှမရှိဘဲနဲ့စုပ်ပြတ်တက်နေတဲ့ဘဝအညာတရာဘဝတုံညာဘဝကနေပြီးတော့ American Dollar တန်း900နီးပါးထိချမ်းသာလောင်းဘလို့ခဲရခဲစီစူးစမ်းရုံးကန်လာလဲဘလို့ကွက်တွေရွှေ့သွားလဲဆိုတော့ကျွန်တော်သေးသေးရှင်းပြတော့မှာဖြစ်ပါတယ် The Rock ရဲ့နာမည်ပြည့်စုံတော့ Dwayne Johnson ပဲဖြစ်ပါတယ် ဒါရောကိုမင်းနှစ်1982 Hayward California မှာမွေးခဲ့တယ်အဖေဖြစ်သူကကျော် Rocky Johnson အမေကကျော် Atta Johnson အဲသူအဖေရဲ့လောကကျော် professional wrestler professional wrestler ဆိုတော့မိတ်ဆွေနားလည်အောင်ရှင်းပြရမယ်ဆိုသူကကြီးစားနဗန်းသမားပေါ့ဆိုတော့ဒီအဖေဖြစ်သူကနဗန်းလောကမှာအထိုက်အလျောက်အောင်မြင်မှုရှိတယ်နာမည်ကြီးရယ်ဆိုပေမဲ့တကယ်တကယ်တမ်းညာသူကဘယ်လိုလဲဆိုတော့တကြံအမြောက်လိုပဲအတန်ပဲကျဲအဆန်မရှိဘူးအထဲမှာကြတော့ဆိုတော့ရဲ့သဘောပါဗျာသူတို့မိသားစုကစားဝယ်နေရင်အဆင်မပြေဘူးကြက်တယ် ဘလောက်တီတောင်မှအဆင်မပြေလဲဆိုရင်အိမ်ပိုင်ဝိုင်းပိုင်မရှိဘူးအဲ့ဒါတောင်အဲ့ဒါပြဿနာမဟုတ်ဒါပေမဲ့အဲ့လိုမရှိလို့ငားနေရဲ့နေရာမှာတောင်မှအိမ်ငားကောက်ပုံမှန်မပေးနိုင်တဲ့အခြေအနေရဆိုတာအဲ့အဲ့ဒါကြဘာလို့ ਆ လဲဆိုတော့ the raw ကလေးဘဝအသက်73နှစ်မပြည့်ခင်မှာရင်တို့မိသားစုကဟိုမျိုးကနေဒီမျိုးပြောင်းဒီမျိုးကနေဟိုမျိုးရွှေ့အဲ့လိုပဲလုံနေရတာ14ချိန်15ချိန်မကောက်အဲ့လောက်ဒီကိုအခြေအနေဆိုတယ်ပိုဆိုးတာတစ်ခုကြတော့ဒီ the raw ရဲ့အဖေကသူနှစ်ပန်းပွဲတော်တော်များများနဲလဲပြီးပြတာများတော့အိမ်ကက်တယ်ဆိုတော့ရှာတယ် နောက်တစ်ခါဒီလိုလုပ်ပြီးရလာတဲ့ပတ်စံကိုလည်းသူ့မိသားစုကိုပြန်ထောက်ပံ့နေဆိုတာထက်သူ့ကိုပိုင်သုံးစရီဒီတခြားကိစ္စတွေနဲ့ပဲကုံသွားတာများတယ်။အဲတော့အကျိုးဆက်အနေနဲ့ကျတော့တော်တော်ဖိနေမိအများနဲ့စကားများနေရန်ဖြစ်နေတယ်။သူ့သက်73နှစ်မတိုင်ခင်မှာရင်ပဲသူတို့လင်မယန်းနေအောင်ရန်ဖြစ်ပြီးကြွဲတာပဲတစ်ခါမှမသိဘူး။ဒါပေမဲ့ဘာတွေဘလို့ပဲဖြစ်နေပါစေတော်ကအမေကိုချစ်တယ်လူဆိုတော့သူ့အမေနဲ့ပဲလိုက်ကန်နေရများတယ်။အဲနောက်တစ်ခါတစ်ဖက်မှာကျတော့သူ့ဖေကသူတို့စားဝတ်နေရတဲ့အတွက်ကိုပဲပုံမှန်လဲပေါက်မထောက်ပံ့နိုင်တဲ့အခါကျတော့ သူ့အမေဖြစ်တဲ့အတာဂျွန်ဆန်ကပဲသူရောသူသားရောတာမီနီယောစားဖို့တောက်ဖို့အတွက်ကိုအောက်ခြေသိမ်းအလုံမှန်သမျှရရအလုံမှန်သမျှဝင်လို့ရတယ်။အဲ့လိုနဲ့နေလာလိုက်တာဒရော့ဆက်လင်းနဲ့သားအရောက်မှာတော့သူတို့တာမီနီယောအပြင်ကနေပြီးတော့ငှားထားတဲ့အင်းလေးစီပြန်လာ။အင်းရှိမှာဆုတ်ပြတ်ပြီးတော့ပြန်ကျဲနေတဲ့သူတို့ပစ္စည်းတွေရဲ့ဇာလေးတစ်စောင်ရဲ့တော့တွေ့တယ်။အဲ့တော့မေဖြစ်သူကဒီစာလေးကိုကောက်ဖတ်ပြီးတော့အိမ်ထဲတောင်မဝင်နိုင်မဲနဲ့အင်းရှိကလစ်ကလေးမှာချုံမွဲချငိုးတယ်။ဆိုတော့အဲ့စာကတော့တွေ့ရူးမဟုတ်ဘူးဗျာ။ဒီအိမ်ပိုင်ရှင်ကနေပြီးတော့အိမ်လာကမပေးနိုင်တဲ့သူတို့သားမီ၂ယောက်ကို အိမ်ပေါ်ကနေနင်းချအောင်ရေးထားရစားအဲ့တော့အဲ့ချိန်မှာတော့သူ့မိန်ကိုယ်ကကြည့်ပြီးတော့သူကတခါတည်းတန်နေထန်ချရတယ်သူချရကိစ္စကတော့ဒီနောက်သူအသက်ကြီးလာတဲ့အခါသူပတ်စံရှာနိုင်တဲ့အခါမှာသူ့မိန်ငွေချင်းနဲ့ပတ်သက်ပြီးတော့ဘာကြောင့်မှစိတ်မငြိအောင်ဘာကြောင့်မှအခုလိုမျိုးထပ်မငိုအောင်သူလှုပ်မယ်ဆိုပြီးတန်နေထန်ချလိုက်တယ်ဒါပေမဲ့အဲ့လိုသာပြောတာတော်ကဟိုးငယ်လေးကအိမ်ကဆင်းရတာရောသူ့မိဘတွေအဆင်မပြေတာရောစိတ်ညစ်တာအောင်လဲရောပြီးတော့ဒီကောင်က ဟိုဘယ်လိုပြောရမလဲအရန်ဆိုးတယ်ဗျာဆိုးတယ်မိုက်တယ်ရန်ဖြစ်တယ်နောက်တော့ကပစ္စည်းခိုးတယ်စသဖြင့်မီနီခရိုင်းမန်သမီးစုံနေအောင်ပွားထားနေအောင်ရှောက်လို့တယ်အဲ့လိုတွေရှောက်လို့လို့လေဒါအဖမ်းခံရတာကြီးအောင်ရတာခဏခဏဘယ်နှချိန်မှကိုရေးလို့မရတာအဲ့လိုနဲ့ draw အသက်15နှစ်သားအရောက်မှာတော့သူ့ဘဝမှာဘယ်ချိန်ပြန်တွေ့တွေ့တတိယနေမဲ့ကိစ္စတခုသူ့ဘဝကိုအပြောင်းလဲကြီးမားမားလုံးစေမဲ့ကိစ္စတခုဖြစ်ခဲ့တယ်အဲ့ဒါကကြာတော့ဗာလဲဆိုတော့ တရက်မှာအမေဖြစ်သူကသူ့သားကိုကြောင်းလာကြိုတယ်။ကြောင်းလာကြိုပြီးတော့ဒါမင်းညောင်အိမ်ပြန်နေတော့တန်းလမ်းမှာအဲ့ highway လမ်းမကြီးပေါ်မှာသူ့မေရရုတ်တရက်ဒီသူတို့ကားစုံလေးကိုလမ်းမမှာထိုးပြီးကောက်ရလိုက်တယ်။ရပ်ပြီးတော့ယာကားပေါ်ကဆင်းသွားတယ်။ဘာမှမပြောညာပြောနေ။ရှင်းသားပြီးဘာလို့လဲဆိုတော့အဲ့မှာ cross parallel လမ်းရှိရယ်ဗျာ။ဆိုတော့အဲ့လမ်းမှာကဟိုကားကြီးကုန်တင်ကားတွေတခြားအင်းစီးကားတွေစသဖြင့်ဘယ်ကားဖြစ်အချိန်နဲ့သွားနေရ။အဲ့လမ်းမှာပေါ်ဦးကြောင်ကြောင်နဲ့ငူငောင်ကြီးနဲ့မပြောမဆိုနဲ့ဇွန်တင်းကြီးတက်သွားတာ။ဆိုတော့ရှင်းရှင်းပြောရင် suicide လုပ်တာဗျာ။ သူ့သားကိုကားထဲမှာထားခဲ့ပြီးတော့အမေကဆူဆိုက်သွားလို့တာလမ်းပေါ်ကိုသွားပြီးတော့လာရဲကားကိုသူဝင်ဆောက်မလားဗာလဲသူဘယ်လိုတွေ့လဲမသိဘူးဆွဲထားပါဒါပေမဲ့အဲ့ကိစ္စကိုသရောကဟိုသူ့မေနဲ့ကားပေါ်တက်လာခဲ့တယ်သူ့မေမျက်နှာကြည့်ပြီးတော့သူတခခုမဟုတ်မှန်းအခြေအနေမကောင်းမှန်းသူရိတ်မိတယ်အဲ့တော့သူ့မေကားပေါ်ဆင်းသွားခဲ့တယ်သူကနောက်ကနေမတိမတားလေးဟိုမလန်းမကန့်နေကတ်လိုက်လာတဲ့အတွက်ဟိုသူ့မေကိုကုံကားတစ်စီးကနေဝင်တိုက်တော့မယ်အချိန်လေးမတိုက်ခင်လက်တတိလိုလေးမှာအမေတို့ကယ်လိုက်နိုင်တယ်နောက်ကိုစောင့်ဆွဲပြီးတော့ တော့ဒီလိုမျိုးသူ့မေလှုပ်တည်တိုင်အောင်သူကအပြစ်တင်ရမယ်ဆိုတာနားလည်ပေးတယ်။ပြီးတော့ဒါနဲ့ပတ်သက်ပြီးတော့လည်းဘယ်တော့မှနောက်တစ်ခေါက်ထပ်ပြီးတော့မပြောသလိုသူ့မေကိုစူတာဒါနဲ့ပတ်သက်ပြီးအပြစ်တင်တာဒါမျိုးတွေလည်းမလုပ်ဘူး။အဲ့တော့ဒါပေမဲ့အဲ့ဒီအချိန်အစားပဲသူချလိုက်တဲ့ဆုံးဖြတ်ချက်တခုတော့ရှိတယ်။အဲ့ဒါကျတော့သူ့ဘဝကိုသူတက်နိုင်တယ်လို့အမြင်ဆုံးတွေတက်မယ်။အမြင်ဆုံးတွေဆွဲတင်မယ်။ဖြစ်အဲ့လိုအမြင်ဆုံးတွေရောက်လာတဲ့အချိန်မှာလည်းအမေဖြစ်သူကိုသူ့ဘေးနားမှာထားပြီးလိုလိုသေးမရှိသူလိုရာဆောင်ရှောက်ပေးမယ်။ အကုန်လုံးလိုရာမန်သမီးဖြည့်ဆည်းပေးမယ်ဒီလိုမျိုးစိတ်ဝိချက်သူချရတယ်တန်းနေတန်းချရတယ်အဲ့ဒီအချိန်အစပြီးတော့ The Rock ကဘာတွေဖိလှုပ်လဲဆိုရင်သူက weight lifting ခေါ်တယ်ကျွန်တော်တို့ gym ဆော့ရယ်လဲခေါ်တယ်အဲ့လိုမျိုးအလေးမအားကစားရယ်လုပ်တယ်နောက်တစ်ခါကျတော့သူက football မှာ pro ရှင်တီရောက်ခြင်းနဲ့ pro ရှင်တီသွားခြင်းနဲ့အဲ့တော့အဲ့ဒါနဲ့ပတ်သက်တာမန်သမီးလေ့လာရယ်လိုက်စားရယ် training ဆင်းတယ်ဒီနေရာမှာကျွန်တော်ဆက်မပြောခင်မိတ်ဆွေတို့ football နဲ့ soccer ဆိုတာဘလို့ကွာရောင်းကျွန်တော်နည်းနည်းလေးရှင်းပြခြင်းနဲ့အခုကျွန်တော်တို့မြန်မာနိုင်ငံရဲ့လူတွေရောအရှေ့လူတွေရောယင်းကြီးရယ်ဘောလုံးတစ်လုံးကို ကျွန်တော်တို့6နဲ့ကန်တယ်ဆိုတော့ကျွန်တော်ဆော်ကာလို့ခေါ်တာအဲ့ဒါဖော်ဘောမဟုတ်ဘူးကျတော့အဲ့ဒီဆော်ကာမှာကြာကျွန်တော်တို့နာမည်ကြီးရဲ့ league တွေရှိရဗျာ Premier League တို့နောက်တစ်ခါ Champion League တို့ La Liga တို့စသဖြင့်ဒါမျိုး league တွေနာမည်ကြီးမယ်ဟိုဒီ The Rock တို့ဆိုရယ် football ဆိုတာကြတော့ဒီကောင်တွေကဘောလုံးကို6နဲ့ကန်တာမျိုးလက်နဲ့ကောက်ပြီးပြေးရတာ ဆိုတော့အဲ့မှာသုံးတဲ့ဘောလုံးကကြအလုံးကြီးမဟုတ်ဘူးသူက over shape ဗျာနောက်တစ်ခါကျွန်တော်တို့ဒီအာခသာနီမှာကြဘာလောက်ရလဲဆိုတော့လူချင်းရှင်တိုက်တာတို့လူချင်းရှင်ကျုံတာတို့တက်ကယ်လောက်ရတာတို့ defense လောက်ရတာတို့ဒါမျိုးတွေအရင်ခေစားတယ်ဆိုတော့ရှင်းရှင်းပြောရမယ်ဆိုရင်ဒီ football အာခသာနီကတရောရောလိုမျိုးလူကောင်ကြီးကြီးနဲ့ကျွန်တော်တို့ဘလာတောင်းတောင်းနဲ့ကောင်းတွေအတွက် train ထားတဲ့အာခသာလို့ပြောလို့ရတယ်ကျောဒီဘက်မှာဆိုရင်ကျွန်တော်နာမည်ကြီးရဲ့ league တွေဆိုရင် NFL နဲ့ Super Bowl တို့ရှိမှာဗျာအဓိကကျွန်တော်ဒါကိုရှင်းပြရဲဆိုတာက ဒီ draw ဒီနေရာမှာ football ကစားရယ် football ကိုသူဝါသနာပါရယ်ဆိုတော့ကျွန်တော်တို့ဒိုလေးတို့ maxi တို့ short နေ soccer နဲ့ကိုကျွန်တော်လွဲမှာဆိုလို့အသေးသေးရှင်းပြတာ draw ကဒီအမေဖြစ်သူ suicide တဲ့ jump လုပ်ပြီးကြတာကိုယ့်ဟာကိုသူ suicide လုပ်ဖို့ကြံပြီးကြတဲ့ကသူကဒီ football အသက်ကုန်ဖြစ်တယ်အသက်ကုန်ကျိုးသားရယ်ဒါနဲ့ပတ်သက်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ရှင်းပြမယ်သူကဒီ football ကဒါသူတို့သားမိနေရာကိုစင်ရဲနေရာကဲထုတ်ပြီးတော့အောင်မြင်မှုလမ်းကြောင်းပေါ်ပို့ပေးနိုင်မယ်ထီလက်မှတ်လို့ယူဆတယ်ဘာလို့လဲဆိုတော့ အဲ့ဒီအချိန်ကမိတ်ဆွေရဲ့ NFN အတင်းရနေပြီးတော့ခမရကိုဒီစာချုပ်ချုပ်သွားပြီးကြွေးသွားပြီဆိုရင်တနေ့တနေ့ကိုလောက်ခါဒေါ်လာတန်းချီပြီးရတယ်ဆိုတော့တော့ဒီလိုတွေးရလည်းမတွေးစမ်းပါဘူးအဲ့တော့ကျွန်တော်ကဘာလို့လဲဆိုတော့အချိန်ပြည့်ဒီ football နဲ့ပတ်သက်တာပဲလေ့လာရလိုက်စားရပြီးရင်အမြဲဒါနဲ့ပတ်သက်ပြီး train နေပြီးရင်အလေးတွေမှားတယ်အဲ့လိုဆိုတော့ကြတော့ဘာဖြစ်လာလဲဆိုတော့ဒီ the raw ရဲ့အဖေ rocky johnson ကဖြစ်ချင်တော့လူမဲလူမဲဆိုတော့ဗျာသူတို့ရဲ့ genetics ကစောင့်ရမ်းကောင်းတယ်ဘယ်လိုလဲဆိုတော့ကျွန်တော် gym ဆော့တယ် ဒီတာမန်လူတယောက်နဲ့လူမဲနဲ့ရှင်ဆော့ရဲဆိုရင်အဲ့ဒီလူမဲကပို့ပြီးတော့ကြွက်သားကြီးထွားနှုံးမြန်တယ်လို့ပို့ပြီးတော့လည်း body structure လာတယ်ဆိုတော့ the rock ကဘယ်လောက်ထိတောင်မှဒီဒီအလေးမရဲသူအကားသားလှုပ်တာကြီးကြသူ့ပေါ်မှာဘယ်လောက်ထိ effect ဖြစ်သွားလဲဆိုတော့အသက်20ပတ်ချာလဲမှာရင်အရက်က6ပေနဲ့၄လက်မှရှိတယ်နောက်တစ်ခါသူ weight ဆိုရင်လည်းပေါင်260 290လောက်ထိရှိတယ်ဆိုတော့လူကောင်ကနင်းတော့ကောင်းရင်မို့အကြီးဆိုတော့အဲ့လိုလည်းဖြစ်တယ်နောက်တစ်ခါတစ်ဖက်က football မှာလည်း skill ကအရန်ကောင်းလာတော့ကြတော့ ့ဟိုဆိုရင်ကျွန်တော် football coach တွေနီးပြတွေကဇော်တင်းကိုဝိုင်းလူကြတာအဲ့လိုနဲ့ပဲ draw တက်ကတော့တက်ဖို့အတွက်ကိုအမေဖြစ်သူဘာမှပူစရာမလိုတော့ဘဲနဲ့ University of Miami မှာသူ့ရဲ့ football skill နဲ့သူ့ရဲ့ physique ကြောင့် full athletic scholarship ရခဲ့တယ်အဲ့ scholar ဘလောက်တန်လဲဆိုတော့ဒေါ်လာတသိန်းမွေးညင်တန်တယ်ဘာပဲပါလဲကျွန်တော်ရှင်းပြမယ်ဆိုတော့ဒီ scholar ရဲ့မှာ exam fees တွေ lab fees တွေဆိုင်းရဆိုင်းရကျွန်တော်တို့ administration fees တွေအကုန်သွင်းထားပြီးသားနောက်တစ်ခါနံပါတ်2အချက်ကကြတော့သူ့နေစရာပေးရနေစရာတက်တက်ကြီးငားပေးရမျိုးတော့မဟုတ်ပေမဲ့ ကျောင်းထဲအတွင်းဆောင်မှာသူနေဖို့အိတ်ဖို့အဆင်ပြေတယ်။နောက်တစ်ခါနံပါတ်3အချက်ကသူစားဖို့တောက်ဖို့အတွက်ကိုကျွန်တော်တို့ဒီကစားသမားတစ်ယောက်တစ်နေ့တစ်နေ့စားရတောက်ရမယ်ကယ်လိုရီကာဘိုဟိုက်ဒရိတ်နောက်တစ်ခါပရိုတင်းလိုအပ်သမျှအကုန်လုံးကာကွယ်လည်နဲ့တွက်ချက်ပြီးတော့ကွက်တီဒီကောင်မလိုအောင်ကျွေးပြေတယ်။ဟောနံပါတ်4အချက်ကကျွန်တော်တို့သူတို့ training ဆင်းပြီဆိုရင်လိုအပ်တဲ့ accessory တွေဖြစ်တယ်ကျွန်တော်တို့ shoulder pads တို့ပြီးရင်နောက်တစ်ခါ helmet တို့ဘာညာစသဖြင့်လိုတဲ့ပစ္စည်းကရိယာမှန်သမျှကိုအားလုံး sponsor ပေးတယ် နောက်ဆုံးပိတ်အကောင်းဆုံးချက်ကကြပါလဲဆိုတော့ကျတော့ကျွန်တော်အရင် US မှာနာမည်အကြီးဆုံးဖြစ်တဲ့ NFL ကတော်ပါရကောင်းပါရဆိုတော့ coach တွေကစားသမားတွေနဲ့သူတို့က networking ချိတ်ပေးတယ်ဆိုတော့ကြဗျာဟိုတော်တော်လိုမျိုးကြောထောင်နောက်ခံမရှိဒါပတ်စံမရှိရဲ့စင်ရသားတွေအတွက်ကတော့ဒါမျိုးခွင့်ရည်ဒီထက်ကောင်းတဲ့ခွင့်ရည်ပဲမှတွားရှာလို့ရပါမယ်နောက်တစ်ခါ the raw utility position က DD DD ဆိုတာ defensive tackle ခေါ်တယ် defensive tackle ဆိုတာက တော့ defensive line ရဲ့အလဲကောင်တက်တက်မှာနေပြီးတော့တစ်ဖက်အသင်းကတက်လာတဲ့ကောင်မှန်သမီးကိုဘောင်နဲ့ကနေစိတ်ကြိုက်နင်းုံဖြုတ်ရုံပဲဆိုတော့ the raw သာ deep position အတိုင်းကို NFN မှာရအောင်လုပ်နိုင်ခဲ့မှာဆိုရင်သူ့ရဲ့လာကကကျွန်တော်တစ်နှစ်စာကိုဒေါ်လာ1တန်းလောက်က easy ရတယ်ပြီးရင် NFN contract တစ်စာကိုအနည်းဆုံး3နှစ်ကြာတယ်ဆိုတော့ကျတော့ဒေါ်လာ6တန်းကတော့ easy ရလို့ရပြီဆိုတော့သူတော့သူ့မေရောတစ်သက်လုံး easy နေုံပဲပေါ့ဆိုတော့ဒီချိန်မှာဒီလိုသာတွေးမယ်ဆိုရင်တော့ the raw ကတော့အောင်မြင်မှုနဲ့လက်တကန်အကွာကိုရောက်နေပြီ ဘလို့ပဲဆွဲချာဆွဲချာပြုတ်ကြရတဲ့အကြောင်းမရှိတော့ဘူးပေါ့ဒရော့လည်းဒီလိုတွေးပြောနေမှာပဲအဲ့လိုနဲ့ဒရော့တယောက်အရန်ကိုအလွန်ကျွန်စူးစားပြီး training အလွန်ကျွန်ဆင်းလာပြီးတဲ့နောက်မှာတော့သူပခုံးနဲ့နောက်ကျောတပြင်လုံးမှာရှိရဲကြွက်သားတွေက overload ဖြစ်ပြီးတော့စုပ်ပြက်ကုန်တယ်အဲ့တော့မင်းစရနားလေလေအောင်ရှင်းပြရမယ်ဆိုဒီကောင်ထိုင်နေလို့ကိုမရတော့တာထိုင်နေလို့ကိုမရတော့နောက်ကျောတပြင်လုံးကပခုံးကနာနေရဆိုတော့ကျတော့သူ့အနေနဲ့ဒီကိစ္စအတွက်ကို operation ဝင်ရခွဲခန်းဝင်ရတယ် အဲ့တော့အကျိုးဆက်အနေနဲ့တော့ဒီခွဲကန်းကပြန်ထွက်လာလေတန်းတော့သူက9လတန်းဒီ6လတန်းဒီဒီဖုတ်ဘောမကစားပဲနဲ့အနားပေးရတယ်။ဒါပေမဲ့ the raw ဒီလိုနားနေတဲ့အချိန်မှာတစ်ဖက်ကသူယူထားတဲ့ position ဖြစ်တဲ့ DD အတွက်ကိုသူတို့ဘောလုံးသင်းနှီးပြကနေပြီးတော့ Warren Sapp ဆိုတဲ့လူတစ်ယောက်ကိုအစားထိုးပြီးကစားခိုင်းတယ်။ဒါပေမဲ့ပြဿနာကအဲ့ဒီ the raw နေရာဝင်ဆော့ရဲကောင်ကိုမှနှီးပြသွားပြီးမျက်စီကျတာ။ အဲ့လိုမျက်စိကြားတဲ့အခါကျမှဖြစ်လဲဆိုတော့ the raw ကဒီသူ fully recover ဖြစ်သွားလို့ကွင်းထဲကိုပြန်ဝင်နိုင်ပြီပြန်ဆော့နိုင်ပြီဆိုတော့အချိန်မှာကိုယ်ကသူ့ကို main line app ထဲကိုမထည့်တော့ဘူးအရင်အနေနဲ့ပဲထားတယ်ဆိုတော့ရှင်းရှင်းပြောရရင်တော့ the raw ရဲ့ဒီ nfm player ဖြစ်နေတဲ့ aimat ကဒီမှာပဲဆုံးသက်သွားပြီဒါကိုသူလည်းသိတယ်သူနားလည်အဲ့တော့ဘာဖြစ်လဲဆိုတော့နေရင်ဒီဘာငိုရယ်ဗျာငိုရယ်ဆိုတော့ကိစ္စကိုလည်းတော့အပြစ်တင်လို့မရဘူးဆိုတော့သူတွေးထားတဲ့ plan ကကြတော့ အဲသူဒီ NFN ရအောင်သွားမယ်အဲ့လို NFN player ဖြစ်ပြီးစာချုပ်ရရေးဆိုတော့မှသူ့အမေကိုနာနာခေါ်ထားပြီးလိုလေးသေးမရှိထားမယ်။ဘာညာစသဖြင့်တွေးထားတာဆိုတော့ဒါယောက်ျားတမဲနဲ့ငိုရလူကောင်းကြီးနဲ့ငိုရဒီလိုသွားပြီးအပြစ်တင်လို့လည်းပဲရပါမလဲ။အဲ့လိုနဲ့1995ခုနှစ်မှာတော့ The Rock ဟာ University of Miami ကနေပြီးတော့ Criminology နဲ့ Physiology နဲ့ပွဲရခဲ့တယ်။အဲသူရဲ့ NFN Dream ကိုတော့စွန့်လောက်လိုက်ရပြီဆိုပေမဲ့သူကဒီတိုင်းတော့လွယ်ကူနဲ့လက်မလျှော့ခြင်း။အဲ့တော့ငားမရရေချိုးပြန်မယ်ဆိုပြီးဘာလုပ်လဲလဲဆိုတော့ CFN လို့ခေါ်ရဲ Canadian Football League ဆောနာကျွန်တော် NFL ရဲ့ out တဆင့်နေတဲ့ league မှာသူဝင် join နေ join ပြီးသူ plan ကတော့ရှင်းပါတယ်ကျွန်တော်ဒီ out league မှာလည်းသူအစွမ်းကုန်ကြိုးစားမယ်အဲ့လိုနဲ့သူနာမည်ကြီးလာပြီးလက်ရှိအသင်းနဲ့လည်း contract ပြည့်ပြီဆိုရင်အဲသူ NFL ထိပြန်တက်မယ်အမြင့်ဆုံးထိပြန်တက်မယ်ပေါ့သူဒီလိုပဲတွေးမှာပေါ့ဒါပေမဲ့အဲ့တော့ကျတော့သူဆောနာ CFN မှာ join တော့ကျတော့လောက်ခလာစားအနေနဲ့တပတ်ကိုဒေါ်လာ250ရရတယ်အဲ CFN အဲ့ဒီချင်းပါတီပါချက်လိတ်ဆိုတော့ဟိုသူတို့ကစားသမားတွေကိုအများကြီးလက်မပေးနိုင်ဘူး အဲ့ဒီဒေါ်လာ150နဲ့ပဲကိုယ့်ကိုကြည့်ကြပြီးလောက်အောင်သုံးစားတာတောက်တာနေရဒိုင်နာစားစားရဒါနဲ့ပဲကိုယ့်ကိုရှင်ဆိုတော့ကျွန်တော်ပြောတာ professional footballer တယောက်အနေနဲ့ဘယ်လိုလုပ်ပြီးဒီပတ်စံနဲ့လောက်မလဲသူတို့သုံးရတဲ့ supplement တွေစားတာတောက်ရတဲ့ဟာတွေအများကြီးယူဒါပေမဲ့ဒီကြားရဲကနေသရောကသူ့မိအသက်ရှူချောင်းဆိုပြီးဒီထက်ကနေပြီးပတ်စံကိုရသလောက်ထပ်ခွဲပေးတယ်ပြင်သူ့ကသူလည်းလောက်အောင်သုံးတယ်နောက်တစ်ခါအသင်းတော်ကလည်းသူ100%ကြိုးစားရ100% fully effort site တယ်ဒါပေမဲ့လို့သူအသင်းရောက်တာနှစ်လပဲရှိသေးတယ်ဗျအဲ့ဒါအသင်းနီးပြနေပြီးတော့ဒီကောင်ကို qualify မဖြစ်လို့အဲသူအသင်းကစားပုံနဲ့ဒီကောင်နဲ့မကိုက်လို့ဆိုပြီးတော့သူအသင်းကနေအလုပ်ထုတ်တယ်အဲထုတ်တဲ့ကိစ္စလည်းဘလောက်ရုပ်ပေါက်လဲဆိုတော့ဒီအလုပ်ထုတ်ပါရဲဆိုတဲ့ကိစ္စကိုလူချင်းတွေ့ပြီးတော့လည်းဟိုပြေလဲရပြေလဲကြောင်းမပြောတယ်လို့ဖုန်းလည်းမဆက်ဘူးဒီကောင်စီကို first lead တောင်ပဲလမ်းပို့တာအဲတော်တော်ဆိုးတယ်ဆိုတော့ဒါရောကတော့ဒီကိစ္စကိုတိပိပိချင်းပဲပြောကောင်းမလဲအယုတ်ချိုးပြေတုံးတုံးလဲရအောင်ဘာလို့ဆိုတော့သူ့အိမ်မကသွားပြီလေဇုံလုံးမျောပြီရေစုံမျောပြီ ပိုဆိုးတာတစ်ခုကအဲ့ဒီချိန်သူ့လက်ထဲမှာပတ်စံဆိုလို့9ဒေါ်လာပဲကျန်ခဲ့ဆိုတော့ရှင်းရှင်းပြောရင်ဒီ9ဒေါ်လာသူ့အတွက်နောက်ဆုံး less bullet ပဲအဲမင်းတို့စဉ်းစားကြည့်ဗျာဟိုဒီ the raw မှာသူ့ရဲ့ဘဝကိုသုံးပုံပုံလိုက်ရင်တပုံနှစ်ပုံစားလောက်ရှိသမျှအချိန်ပုံ all way ပေးခဲ့တဲ့သူ့ရဲ့ football dream ကတခန့်ရသွားပြီလုံးဝပြီးသွားပြီဘာမှဆက်လုပ်လို့မရတော့ဆိုတော့အဲ့ဒီချိန်သူ့နေရာကိုဝင်ကြည့်ကြည့်လိုက်ရင်ထဲမှာဘယ်လောက်ထိစုပ်ပြတ်နေမလဲဘယ်လောက်ထိမျောလင်းချက်မဲ့နေမလဲဘယ်လောက်ထိစိတ်ထဲကြာနေမလဲဆိုတော့အဲ့တော့ကြာတော့သူဘာလုပ်ရလဲဆိုတော့ကြာတော့ လောလောဆယ်အခြေအနေနဲ့ကရှေ့လျှောက်ဘာဆက်ဖြစ်မယ်လည်းမသိဘူးဘာဆက်လောက်ရမယ်မလည်းမသိဘူးလူကလည်းဘာမှလောက်ချင်ကိုင်းချင်သိမရှိဘူးဆိုတော့ကြတော့ဒီသူ့မှာကျန်တဲ့ခွန်ဒေါ်လာလေးကိုအိတ်ကက်တဲထည့်ပြီးတော့ကြတော့အဲကျွန်တော်တို့တမ်ပါဖလော်ရီဒါမှာရှိတဲ့အမေဖြစ်သူငားနေအခန်းလေးကိုပဲသူပြန်လာခဲ့တယ်အမေဖြစ်သူစီရောက်တော့လဲစိတ်ညစ်နေတဲ့တရလုံးထိုးအိတ်အဲအိတ်တဲ့နေရာနိုးလာလဲကိုဘွားကိုစဉ်းစားပြီးတော့စိတ်ညစ်မျက်ရည်နဲ့မျက်ခွတ်ဘာလို့ဆိုသူ့အသက်က30နာကတ်နေပြီအဲသူတဘွားလုံးစားအတွက်အဆင်ပြေမြဲကျွန်တော်လိုက်ခဲ့အိမ်မက်ကလည်းပြတ်သွားပြီဘာမှမျောလင်းချက်မရှိဘူးဆိုတော့ မထူးဆန်းပါဘူးအဲ့လိုဖြစ်တာလေဘယ်သူနဲ့မှလည်းစကားပြောချင်စိတ်မရှိသလိုဘာမှလည်းစားချင်တောက်ချင်စိတ်မရှိဘူးအခန်းထဲမှာပဲချိန်ပြေးကြီးနေနေအမေဖြစ်သူဆွကြွေးမှလာသူတရက်ကိုတနက်လောက်စားတယ်ဒါမျိုးပေါ့တော့သူအောင်မြင်ပြီးရနောက်ဒီနေ့ခင်အင်တာဗျူးတွေမှာတော့ဒီလက်ရှိသူဂျုံနေရတဲ့အခက်အခဲတွေသူဂျုံနေရတဲ့ကာလတွေကသူ့ဘဝအတွက်အဆိုးဆုံးအမောင်မိုက်ဆုံးအချိန်တွေဖြစ်ခဲ့တယ်ဆိုတာခဏခဏဝန်ခံတယ်ခဏခဏပြန်ထုတ်ပြောလေးရှိတယ် What am I going to do? Where am I going to go? Yeah, you have all these dreams and none of it came true. အဲ့လိုနဲ့ပဲတော့အဲ့လိုမျိုးအခန်းထဲရအပြင်မထွက်ပါမစားမတောက်ခွဲနဲ့ရက်တွေအပတ်တွေကြောင်နေလာပြီးတဲ့နောက်မှာတော့ तू ကအခုလိုမျိုးကုကယ်ရမယ်ဖြစ်နေတဲ့ခံစားချက်ကြီးဒီ feeling ကြီးကို तू မုန်းလာတယ်။ तू တခုခုပြောင်းလဲရင်လည်းအဲ့ तू ဘာလုပ်လဲဆိုတော့ကျတော့အဲသူ့ကို तू စကားရပြန်ပြောတယ်။ तू က तू ပြန်ပြီးတော့ကတိပေးတယ်။အဲ तू ပြောရတာကတော့ရှင်းပါတယ်။ तू ပြောချင်တာကလောလောဆယ်အချိန်ထိတော့ तू ဘာဆက်ဖြစ်မလဲမသိဘူး။ तू ဘာဆက်လုပ်ရမလဲလည်းမသိဘူး။ तू ဘာကောင်ဖြစ်လာမလဲလည်းမသိဘူး။ ဒါပေမဲ့တေချာတာတစ်ခုကဒုတိယညို့မနေဘူး။သူပြန်ကြိုးစားမယ်100% effort ပြန်ဆိုင်မယ်။အခုချိန်ထိရော100% effort ဆိုင်တဲ့ဟာကိုဘယ် fee မှသွားဆိုင်ရမလဲလဲသူမသိဘူး။ဒါပေမဲ့ဟိုလောလောဆယ်လမ်းပြောင်နေဆိုရင်မယ်သူလမ်းရှောင်ရနေပဲလမ်းကပေါ်လာလိမ့်မယ်။အဲပေါ်လာတဲ့အချိန်မှာသူထပ်ပြီး100%ကြိုးစားမယ်ပေါ့။ဆိုတော့ဒါမျိုး idea လေးတစ်ခုသူကောင်းထဲမှာ click ဖြစ်လာတဲ့အခါကျတော့သူ့ကိုယ်သူဒီစကားရေးပြန်ပြောတယ်။သူကသူပြန်ပြီးတော့ self motivate လုပ်တယ်။ အဲ့ဒီချင်းကစပြီးတော့တော့အရင်လိုမျိုးဦးချောင်ချောင်လှုပ်ဝင်နေရောပဲနေသူကညဘက်ဒီဆိုရင်တက်နိုင်တယ်များစောစောအေးရဝင်နေပြီးတော့မနက်ကို၄-၅နာရီလောက်ရအောင်ပြန်ထားတယ်။ထားပြောကြသူ၄ချိန်ခန့်နေပုံမှန်ပြန်လှုပ်တယ်။နောက်တစ်ခါအစားတောက်ဆိုလဲအားရှိမဲ့ဟာတွေစားတယ်။အာဟာရဖြစ်မဲ့ဟာတွေစားတယ်။အဲ့လိုလှုပ်နေရနေပြီးတော့သူနောက်ထပ်ရွှေ့ရမယ့်ခြေလန်းနောက်ထပ်ရွှေ့ရမယ့်အကွက်တကွက်သူစဉ်းစားတယ်။အဲ့မှာသူသွားပြီးတွေးမိတာတစ်ခုကကျတော့သူတို့မျိုးရိုးကိုသူပြန်ကြည့်လိုက်တဲ့အခါကျတော့တမျိုးရိုးလုံးက wrestling မျိုးရိုးဆိုလိုရဗျာနဗန်းသမားမျိုးရိုးအဖိုးဖြစ်တဲ့သူဆိုတဲ့နဗန်းသမားအဖေဆိုတဲ့နဗန်းသမားပဲ။ဒါမဲ့ သူဒီ career ကိုမရွေးခဲ့ဘူးဆိုတော့ reason အကြတော့သူ့အဖေနဲ့သူเนี่ย key မကိုက်တာတိတ်မတည့်တာတကြောင်အဲ့ဒါတက်တက်နောက်တစ်ခါအဓိကအကြောင်းကကြတော့ဒီဒီလမ်းကိုရွေးသွားတဲ့အဖိုးရောအဖေရောကစီးပွားရေးအဆင်မပြေဘူးအိမ်ဆောင်ရေးလည်းအဆင်မပြေဘူးအဲ့ဒါကြောင့်သာသူကဒီလမ်းကိုမလိုက်တာဒါမဲ့လို့သူတို့ခင်မှာကြတော့အခု The Rock ခင်မှာကြတော့ WWE ကအရန် popular ဖြစ်ပြီးတော့အရန်လူကြိုက်များတယ် အဲ့တော့ကြတော့ဒီ The Raw သား WWE တတိထားမိပြီးတော့သူ့ကိုစာချုပ်လာချုပ်ခဲ့မယ်နောက်တစ်ခါသူသား WWE မှာအောင်မြင်တဲ့နိုင်ငံသမားတယောက်ဖြစ်လာမယ်ဆိုရင်သူကဒီကနေပြီးတော့ဒေါ်လာတန်းချီပြီးရှားလို့ရနိုင်တယ်သူဒါတော့သွားတွေးမိတယ်အဲ့တော့ဘာလို့လဲဆိုတော့လောလောဆယ်မထူးလဲဗျာသူမကဘာမှလုပ်စရာမရှိမဲ့အတူတူโอเคအဲ့ဒါဆိုရင်ငါဒီဘက်ကိုတစ်ချက် try ကြည့်မယ်ရှင်ပြင်းနဲ့ဆက်ရှောင်းမယ်မပြီးရောလည်းမတတ်နိုင်ဘူးနောက်တစ်ခုရှားတော့ဆိုပြီးတော့အဲ့တော့သူဘာလို့လဲဆိုတော့ဆောင်းကအဖေဖြစ်သူစီဖုန်းဆက်ပြီးတော့အကူကြီးလမ်းတောင်းတယ် အဲ့သူဒီလိုလှုပ်ချင်တယ်အဲ့တော့သူနပန်းနဲ့ပတ်သက်တာလေးသင်ပေးပါပါညာစသဖြင့်ပေါ့အဲ့တော့အဖေကစဆာချင်းကတော့သူ့ကိုသဘောမတူမရဘူးမသင်ပေးနိုင်ဘူးတွင်တွင်ချင်းတယ်ဒါပေမဲ့နောက်ပိုင်းတော့သူစိတ်ပြောင်းသွားပြီးတော့သူ့သားကိုသူတိထားတဲ့ wrestle နဲ့ပတ်သက်တဲ့ကျွန်တော်နပန်းနဲ့ပတ်သက်တဲ့ပညာရဲ့မန်သမားအိတ်တွန်ဖာမောက်အကုန်သင်ပေးတယ်အဲ့လိုနဲ့ပဲ the road တရားတနင်္လာနေ့ wrestling ပညာကိုလေ့လာလာပြီးတဲ့နောက်မှာတော့ကျွန်တော်တို့မေလ1996ခုနှစ်မှာ Astro Promotion ရဲ့စီစဉ်ပေးတဲ့ပွဲတစ်ခုမှာ Flash Canvas ဆိုတဲ့ nickname နဲ့ ျွန်တော်ပထမဆုံးအချိန်ပွဲထွက်လာတယ်။ဒါရောကအခုမှပထမဆုံးအချိန်ပွဲထွက်လာရဆိုပေမဲ့ तू ကလူကောင်းကထင်းထင်းကြီးဗျာ။ပြောဆိုအရက်ဆိုလဲ6ပေ4။အဲပြီးတော့ तू ခန္ဓာကိုယ်၄ချိန်ကြည့်မယ်ဆိုရင်လည်းပေါင်150ကျော်ဆိုတော့ဘသူကြည့်ကြည့်ထင်းထင်းကြီးဖြစ်နေ။အဲတော့ကျတော့နောက်တစ်ခါသူ့ရဲ့ဒီမျိုးရိုး generation ကိုကြည့်မယ်ဆိုရင်လည်းအဖိုးကလည်းနှစ်ပန်းသမားအဖေလည်းနှစ်ပန်းသမားအခုဒီကောင်လည်းနှစ်ပန်းသမားဆိုတော့ WWE ကဘုတ်အဖွဲ့ကတယောက်ကသူ့ကိုတွေ့ရတယ်ချက်ချင်းသဘောကျသွားတယ်။ အဲ့ဒါသူချက်ချင်းမဲ့စာချုပ်လာချုပ်တယ်။အဲ့လိုနေပဲ November 1996မှာကျွန်တော်တို့ WWE ရဲ့ Survivor Series မှာ The Raw Rocky Maivia ဆိုတဲ့နာမည်နဲ့ပွဲစားပြီးထုတ်တယ်။အဲ့မှာကျွန်တော်မိတ်ဆွေတို့ကို WWE ကြောင်းလည်းနည်းနည်းလေးရှင်းပြပြန်တယ်။ The WWE ကသူ့ရဲ့ fighter တွေ wrestler တွေကိုပွဲထုတ်တဲ့အချိန်မှာ role မျိုးနဲ့ထုတ်တယ်။ပထမတစ်မျိုးကရ Hero နောက်တစ်မျိုးကရ Villain ။ Hero ဆိုတာဗျာသူကအတိတ်ပဲရှင်းပါတယ်။လူကောင်းလူကောင်းဆိုတော့အပရိသတ်တွေရဲ့စံပြပြီးရင်သူကကောင်းနာမန်နာပဲလုပ်တဲ့အသက်ရှိရဲ့စသဖြင့်ပေါ့။ villain အကြောင်းဒါနဲ့ဆန့်ကျင်ပါ အဲ့ဒီ WWE ဘုတ်ဖွဲ့ကဆုံးဖြတ်လိုက်တဲ့အကြတော့ The Rock ကိုသူတို့က hero အနေနဲ့ပွဲစားထုတ်မယ်။အဲ့မှာ Mace Rio TV သားတစ်ခုရှိရဗျာ။ WWE ဆိုတော့သူ entertainment အတွက်တသက် train ထားတဲ့ platform ဆိုလိုချင်တာကဒီမှာတကယ်ချနိုင်လို့သူတကယ်ထိုးနေကြရလဲမဟုတ်ဘူး။အားလုံးက sacrifice ထားပြီးသားဇန်ညွန်နိုင်မဲ့သွားတာ။ဆိုတော့ The Rock ဒီလေဒါ WWE ကဝန်ထမ်းဖြစ်တဲ့အတွက် WWE ချပေးထားတဲ့ဇန်ညွန်တိုင်းပဲကားတယ်ဆိုလိုချင်တာကသူစကားပြောရမယ်စကားလုံးနေသူဝစ်စားစင်ရမယ်ကျွန်တော်တို့ ဒီဇိုင်းနေနောက်တစ်ခါသူလမ်းလျှောက်အောင်မဲ့ walk off ပုံစံနေအားလုံးကဇန်ညွန်အတိုင်းတိုက်ထားပြီးသားကိစ္စအဲဒါယူသွားပြီးကွန်းလို့ညွန့်လို့ရှင်အလုတ်ဖြုတ်ခံရမှာအဲ့တော့တို့ကရွေးစရာ option မရှိဘူးသူတို့ခိုင်းတဲ့အတိုင်းပဲလုပ်တယ်သူတို့ပြောတဲ့အတိုင်းပဲပြောတယ်အဲ့တော့ Jordan လုတ်ယူထားတဲ့ hero character ကြီးဖြစ်တဲ့အတွက်အကျိုးဆက်အနေနဲ့ပြည်သက်တွေမကြိုက်ဘူးပြည်သက်တွေမုန်းတယ်ဘယ်လိုလဲဆိုရင်တို့ထွက်လာပြီဆိုတာနဲ့ ဒိုင်းရော်ဂီဒိုင်းတို့ရော်ဂီဆက်စ်တို့ဒါမျိုးတွေချန်တင်းလောက်ကြဘူးကြရဆိုတော့ရာဟိုအတော့မကြရရော်ဂီမင်းသွားသေးလိုက်ပေါ့ဘာမှလုံနေနဲ့စသဖြင့်ဟို I remember laying there in, in the ring and it was crippling for me 20000 fans chanting rocky sucks ဆိုတော့သူတို့စဉ်းစားကြည့်လိုက်သူက NFL dream ရေးဆုံးမျောသွားလို့သူ second try အနေနဲ့ဒီ WWE ကိုလာတယ်ဟို WWE ကပါစတော့မစသူပြည်သက်တည်းကမုန်းနေပြီဆိုတော့ သူတွေးထားတယ်လို့ဒီဘက်ကနေပြီးတော့ဒေါ်လာတစ်သန်းနှစ်သန်းရှာဖို့မပြောနဲ့ဒီပုံစံတိုင်းဆက်သွားရင်မကြခင်လှုပ်ထုတ်ခံရတော့မှာအဲ့တော့တို့အနေနဲ့သူဂျန်အဖန်အားကြီးဘာဆက်လှုပ်ရမလဲအဲ့တော့တို့ကဘာလှုပ်လိုက်လဲဆိုတော့သူဟီးရိုးလှုပ်တယ်ဟီးရိုးလှုပ်တာမှမုန်းနေလို့ရှင်လဲထားလိုက်တော့ကွာဘျောင်းမြန်ဘီလင်းလှုပ်မယ်ဆိုပြီးခြာတယ်အဲ့တော့နာမည်ကိုလည်းအရင် Rocky Mafia ဆိုတဲ့နာမည်သူအဖိုးနဲ့သူ့အဖေရဲ့နာမည်ပေါင်းထားတဲ့နာမည်မဟုတ်ဘဲနဲ့ကျွန်တော်တို့ရောမိတ်ဆွေရောတကဘာလုံးရောသိရဲ့ The Rock ဆိုတဲ့နာမည်ပြောင်းပြီးတော့ Villain နေနဲ့ပြည်သက်ရှိကိုနောက်တစ်ခေါက်ပြန်ရောက်လာတယ်။ကဲလည်းထူးဆန်းတယ် ဲ့ကြမှာဖြစ်ရှင်တော့ကောက်ပြီးတော့ကြတော့ဒီဒီသူ့ role နဲ့သူယူထားတဲ့ villain role နဲ့သူရုပ်နဲ့လူတွေကလုံးဝကြိုက်ပြီးတော့ကြတော့ကျွန်တော်ဇက်တိုက်အောင်မြင်လာရတဲ့ဘလောက်တောင်လဲဆိုရင်1996ခုနှစ်ကရင်2003ခုနှစ်အထိ9နှစ်အတွင်းမှာကျွန်တော်တို့ WWE ကနေပြီးတော့ champion ဆယ်ကျင်တိတိဖြစ်ခဲ့တယ်။ဒါအပြင်ဒီ WWE မှာလူကြိုက်အများဆုံး wrestler လူကြိုက်အများဆုံး fighter ပြီးတော့ Hall of Fame အနေနဲ့လည်းစင်ရင်ဝင်ခဲ့တယ်။နောက်ပြီးတော့ဒီ9နှစ်တော်တွင်းမှာသူကဒေါ်လာတစ်သန်းနှစ်သန်းပဲရှာမယ်တွေးထားခဲ့ပေမဲ့ဒေါ်လာသန်း20လောက်တွေရှာနိုင်ခဲ့တယ်။ ကျော်သူဒီလိုအောင်မြင်လာပြီးတဲ့နောက်မှာတော့သူ့ရဲ့အဓိက main supporter ဖြစ်တဲ့အမေဖြစ်သူတို့ကိုဒေါ်လာ၄သန်းတန်တဲ့အိမ်တစ်လုံးရယ်နောက်တစ်ခါဒေါ်လာ၃သိန်းဝန်းကျင်တန်တဲ့ကားတစ်စီးရယ်ဝယ်ပြီးလက်ဆောင်ပေးတယ်။အပြီးတော့အမေဖြစ်သူသူစားဖို့တောက်ဖို့နေဖို့ထိုင်ဖို့ဒီကဆေးကန်းစိတ်ဆေးရုံစိတ်သွားဖို့လာဖို့စိတ်အားလုံးစားစားရလို့လေးလေးမရှိဆင်းပေးရယ်။အဲတစ်ဖက်မှာလည်းအဖေဖြစ်သူနဲ့သူနဲ့ဆက်ဆံရေးမကောင်းဘူးကြောက်ကစားရဖြစ်ခဲ့တာများတယ်ဆိုပေမဲ့သူဒီနေ့ဒီလိုမျိုးအောင်မြင်လာရဲဆိုတာကသူ့အဖေသူ့ကိုနှပန်းတင်ပေးလိုက်လို့ရောနောက်တစ်ခါသူတို့ရဲ့မျိုးရိုးဖြစ်တဲ့ wrestling generation ကြောင့်ရောတစိတ်တစ်ပိုင်းတစိတ်တစ်ဒေသပါတယ်ဆိုတဲ့အတွက်သူ့အဖေကလည်းသူအိမ်နှလုံးဝယ်ပေးတယ်ကားလည်းဝယ်ပေးတယ်ဒါရောကသူဒီအောင်မြင်မှုတွေ fame တွေကို WWE နဲ့ရက်မပစ်ချင်တဲ့အတွက်သူက2003ခုနှစ်မှာတော့ကျွန်တော်တို့ full time wrestler ဖြစ်ကနေအနားယူပြီးတော့နောက်တစ်ခါရုပ်ရှင်လောကတွေကိုခြေချခဲ့တယ်အဲအဲ့ဒီမှာသူကားရိုက်နှစ်ကားရတယ် The Mummy Returns ရဲ့ Scorpion King ရဲ့ဆိုရင်နှစ်ကားလုံး floor ရဲ့ floor တော့ show နေပြိတ်သက်တွေကဝိုင်းပြီးဝေပန်းတယ်အဲဘယ်လိုမျိုးရလဲဆိုတော့ဗျာ ဒီကောင်မလားပဲရှိရအိုးစကားရိုက်ဖို့အတွက်ကြောင့်အုံနောက်ပါမလားဦးနောက်တော့ဒီလိုပုံစံမျိုးနဲ့တော့မင်းလီယာတိုင်းနဲ့ပဲတော့မအောင်မြင်မဲ့ကောင်မဟုတ်ဘူးအဲဒီစကားရိုက်နေမယ်ဆိုအချိန်ကုန်တယ်ကိုဘသားကိုနဗန်းမဲ့ပြန်တက်ပေါ့ဆိုတော့တောင်းတဲ့နိုင်ဒါမျိုးတွေစုံလို့ပါပဲအဲ့တော့ကျတော့ဒီ producer ရဲ့ director ဆိုတာကလည်းဗျာပရိသတ်အကြိုက်လိုက်ရတာဆိုတော့ဒီလက်ရှိ the raw ဆိုတဲ့ကောင်ကြီးကိုပရိသတ်တွေမကြိုက်ဘူးဆိုတော့သူက the raw ကိုဖယ်တယ်ဖယ်ပြီးတော့ကျတော့ဒီသူ့ရဲ့နာမည်ရင်းဖြစ်တဲ့ Dwayne Johnson ဆိုတဲ့နာမည်နဲ့ကျွန်တော်တို့ပရိသတ်ရှိကိုနောက်တစ်ခေါက် rebrand ပြန်လုပ်တယ်ဒါပေမဲ့အကျိုးဆက်အနေနဲ့ဘာလဲဆိုတော့ကျတော့ သူဝိတ်တွေချခိုင်းနေနောက်တစ်ခါကြွက်သားတူတွေရှော်ခိုင်းနေသူတို့မကြိုက်တဲ့စကားပြောပုံပြောနည်းတွေဟန်ပန်မှုရာတွေပြန်ပြန်ခိုင်းနေဒါမျိုးတွေလုပ်ပြီး rebrand ပြန်လုပ်တယ်အဲ့လိုလုပ်ပြီးနောက်ထပ်လေးကားထပ်ရိုက်တယ်အဲ့ဒီလေးကားလုံးကလည်း floor တယ်စင်မပြေပြိသက်တွေကလည်းထုံးစံတိုင်းဝေပန်မြဲဝေပန်စဲပဲဒီဘက်ရုပ်ရှင်လောကမှာ draw တယောက်10နှစ်ကြာကြာကြိုးစားနေပေမဲ့လည်းဘာမှထူးမလာတဲ့နောက်မှာတော့သူ့အနေနဲ့ဒီ director တွေ producer တွေကြိုးဆွဲရကနေရက်ပြီးတော့သူ့ဟာသူ land တဲ့ဖောက်မှုစဉ်းစားရတယ်အဲ့တော့ ကျွန်တော်ပြန်တွေးလိုက်တော့ကြာသူ WWE မှာလည်းတော့လည်းဒီလိုမျိုးကိစ္စဖြစ်ခဲ့ပူတယ်။ WWE ကဘုတ်ဖွဲရသူတွေသူတို့ဆိုင်းရဆိုင်းရလူတွေကြိုက်တဲ့အတိုင်းသူလိုက်နေပြီးတော့မအောင်မြင်ဘူးဗျာ။သူ style နဲ့သူငကိုအရှိကိုရှိတိုင်းပြိဿရှိပြန်ထွက်မအောင်မြင်တာ။ဆိုတော့သူတွေးရသူဒီရုပ်ရှင်အပိုင်းမှာလည်းဒီတိုင်းပဲ။အခုသူမဖြစ်ဘူးဆိုတော့ဒီသူ့ရဲ့လောလောဆယ် character ကြီးကိုကဟိုလူပြောရင်လည်းပြန်လိုက်ဒီလူပြောရင်လည်းပြန်လိုက်နေဆိုတဲ့လုပ်ယူနေရတာ။အဲ့တော့သူတွေးရချင်းချင်းနေပဲ WWE ရောအတိုင်းပဲသူ့ရဲ့ငကို character အနေနဲ့ပဲပြိဿရှိကိုပြန်ထွက်မယ်။ ဒါပေမဲ့အဲ့လိုလုပ်ဖို့ဆိုတာကြတော့ဒီသူ့အနေနဲ့ဒီ production တစ်ခုလုံးကို fully control ရဖို့လိုတယ်။အဲ့တော့သူဘာလုပ်ရလဲဆိုရင်ကျွန်တော်2012ခုနှစ်မှာ Seven Bucks Production ဆိုတဲ့နာမည်နဲ့ production company အသစ်တစ်ခုထောင်းလိုက်တယ်။အဲ့ company ကနေတစ်ဆင့်မှာသူတွေးထားတဲ့အတိုင်းပဲ The Rock ဆိုတဲ့ character ကို rebrand ပြန်လုပ်ပြီးတော့ပြည်သက်ရင်းနဲ့ရအောင်ပြည်သက်ကြီးကြအောင်နောက်တစ်ခေါက်ပြန်လာမယ်လို့သူဒီလိုတွေးထားတယ်။အဲ့မှာသူသူ့ရဲ့ production company ကို Seven Bucks Production လို့ဘာလို့ထောင်းလဲကျွန်တော်ရှင်းပြမယ်။ ဟို The Rock ရဲ့ဒီ NFN CFN Dream Crash ဖြစ်သွားတဲ့အချိန်သူ့ရဲ့ဘောလုံးနဲ့ပတ်သက်တဲ့အိမ်မက်တွေပြတ်သွားတဲ့အချိန်မှာအာသူ့အမေအိမ်လေးစီပြန်လာတဲ့အချိန်မှာသူ့အိတ်ကက်ထဲမှာ9ဒေါ်လာပဲပါလာခဲ့တယ်ဆိုတော့သူကဒီကိစ္စကိုအစွဲပြုပြီးတော့ဆိုတော့သူ့ရဲ့ရုပ်ရှင် production company ကို Seven Bucks Production ဆိုပြီးနာမည်ပေးထားတာတခြားတွေလူတော့မရှိပါဘူးနောက်တစ်ခါ The Rock ကနေပြီးတော့ဒီ company မထောင်ခင်တနစ်အလိုမှာ public awareness ပြန်ရအောင်ဆိုပြီးတော့2017ခုနှစ်ကစပြီးတော့ WWE မှာ part time wrestler အနေနဲ့ပြန်ပြီးတော့တရုပ်ဆောင်ခဲ့တယ်။အဲ့မှာပြန်ပြီးဝင်ဆော့။ဆော့အဲ့သူအဲ့လိုလုပ်တဲ့ဆိုရဲကိစ္စအကြတော့ဗျာ။ဟိုဒီလိုမျိုးပြိသက်တွေနဲ့တစ်ခေါက်ပြန်ချိတ်မိပြီးတော့သူ့ရဲ့ရုပ်ရှင် career ဘက်ကိုကလိုက်ပြီးတော့အထောက်အကူပေးမလားဆိုရဲမျောလင့်ကြတယ်ပေါ့။ဒါပေမဲ့သူတွေးထားတဲ့အတိုင်းဖြစ်ခဲ့တယ်။ Ronaldo 7ခုနှစ်ကစပြီးတော့အဲ The Royal ရဲ့ရုပ်ရှင်လောကမှာလက်နေထီရာနဲ့ရွှေဖြစ်တဲ့ခေတ်စပြီလို့ပြောလို့ရတယ်။အဲ့နောက်ပိုင်းမှာတော့ The Rock က Fast and Furious Universe ကိုဝင် join ပြီးတော့ဝဝကွယ်အောင်မြင်လာတယ်။ နောက်တစ်ခါသူပိုင်းနဲ့ 7x protection ကနေပြီးတော့လဲ box office မှာ share ကျန်းနဲ့ဇက်လန်းနေကြီးတန်းစီပြီးထုတ်တယ်။အဲ့ထဲကမှဥမာပေးရမယ်ဆိုရင် Jumanji Welcome to the Jungle ဒီကားဆိုရင် box office ကဒေါ်လာ1 billion နီးပါးတည်ရတယ်။နောက်တစ်ခါ Jumanji The Next လည်းပဲဒီမှာဆိုရင်လဲဒေါ်လာ1800ကျော်နီးပါးတည်ရတယ်။အာပြီးတော့ကျွန်တော်တို့ Rampage တို့နောက်တစ်ခါ Skyscraper, Red Notice, Black Adam ဒီကားတွေဆိုလေ box office မှာဝက်ဝက်ွက်အောင်မြင်တယ်ပြည်သက်တွေလည်းကြိုက်တယ် ဆိုတော့ဒါရင်မကသေးပဲဘာထက်လို့ဒီလဲဆိုသူ production ကနေပြီးတော့ Netflix တို့ပြီးရင် Amazon Studios တို့ NBC တို့ Disney Plus HBO စတဲ့ streaming platform တွေနဲ့ခြေပြီးတော့အရန်မိုက်တဲ့ဇာတ်လမ်းတွေ Epic TV series တွေရိုက်နေရရှိအောင်မယ်အဲဒါမဲ့တော့ဒီလိုမျိုးရုပ်ရှင်ရိုက်တာတခုရဲကနေပဲဒေါ်လာ1900နီးပါးချမ်းသာလာလားဆိုရင်တော့လည်းမဟုတ်ပြန်ဘူးသူမှတခြား investment တွေ income stream တွေအများကြီးရှိသေးတယ်အဲဒီထဲမှာကျွန်တော်မြင်သာရာကြီးဥမာပေးရမယ်ဆိုရင်နံပါတ်1ကကြတော့ t a r a m a n a Tequila ဆိုတဲ့ Tequila brand ဒီ Tequila company ကိုကျွန်တော်2020မှာစပြီး launch လုပ်ခဲ့တယ်။သူတယောက်တည်းအလုံးစုံပိုင်နာမျိုးတော့မဟုတ်ဘူး။ဒီထဲမှာသူ share stake က maybe 30ရာခိုင်နှုန်းကနေ40ရာခိုင်နှုန်းပတ်ချာလေးတိရှိလိမ့်မယ်။ဆိုတော့ဒီ Tequila brand တစ်ခုရဲ့နေဒီနေ့မှာကာလပေါ့စီက maybe 3.5 billion လောက်ထိတန်ကြီးရှိတယ်။နောက်ကနံပါတ်1အချက်ကကျွန်တော်အပေါ်မှာရှင်းပြထားပြီးဖြစ်တဲ့ Seven Bucks Production Company ဒီ company ကိုကျွန်တော်သူရဲ့သူရဲ့ ex wife ရဲ့နှစ်ယောက်ပဲ founder လုပ်တာတခြားသူတော့မပါဘူး။ ောက်ခါနံပါတ်3ကကျတော့ကျွန်တော်တို့ United Football League ဆိုရဲဘောလုံးအသင်းတစ်သင်းပိုင်တယ်အထုံးတန်တိုင်းမှာဒီအဲထဲမှာလည်းသူတယောက်တည်းအလုံးစုံပိုင်တာမျိုးတော့မဟုတ်ဘူး share stake အနေနဲ့20%လောက်တော့ယူထားတယ်နောက်ခါနံပါတ်4ကကျတော့ကျွန်တော်တို့ Under Armour နဲ့တွဲပြီးတော့ Project Rock ဆိုတဲ့နာမည်နဲ့ footwear တွေတခြားလူသုံးများတဲ့လူကြိုက်များတဲ့ gym accessories တွေဒါမျိုးတွေရောင်းပေးတယ်နောက်ခါနံပါတ်5ကကျတော့ကျွန်တော်တို့ energy drink Zoa Energy ဆိုတဲ့ energy drink company တစ်ခုပိုင်တယ် အဲဒီ company ရဲ့မှာတော့သူ့ရဲ့ share ဘယ်လောက်ပါတယ်သူ့ရဲ့ stake ဘယ်လောက်ပါတယ်ဆိုပြီးတော့ officially disclose လုပ်ထားတာမျိုးတော့မရှိဘူး။ဘာကနံပါတ်6ကကြတော့ကျွန်တော်တို့ WWE ရော UFC ရောအများဆုံးပိုင်တဲ့ TKO Group Holding ဆိုတဲ့ company ရဲ့ share အခု2သိန်းကျော်ဝယ်ပြီးတော့အဲ့ဒီ company ရဲ့ board of director အနေနဲ့ဝင် join ထားတာရှိတယ်။ဆိုတော့ဒီလိုမျိုးကိစ္စတွေပေါင်းလိုက်မယ်ဆိုရင်သူဒီလိုမျိုး diversify လုပ်ထားတဲ့ investment တွေအားလုံးပေါင်းလိုက်မယ်ဆိုရင်တော့ အခုကျွန်တော်2025ခုနှစ်မှာ the rocket ပိုင်ဆိုင်မှုကဒေါ်လာတန်း900ဝန်းကျင်အထိချမ်းသာနေပြီဘဝဆိုရမျိုးလည်းတစ်ခါလေးတော်တော်ထူးဆန်းနေပြောလို့ရတယ်ကျွန်တော်လိုချင်တဲ့အိမ်မက်တွေရှိရဲတွားချင်တဲ့ပန်းနိုင်တွေရှိရဲဆိုတော့ဒါမျိုးတွေကိုကိုက100%အားစိုက်တယ်100%ကြိုးစားတယ်100%ဖိရဲနင်းတယ်ဆိုပေမဲ့ဘာမှမသိတဲ့ကိစ္စတွေဘာမှမသိတဲ့အကြောင်းအရာတွေကြောင့်အဲ့ဒီကိုလိုချင်တဲ့အိမ်မက်ကိုဖြစ်ချင်တဲ့ပန်းနိုင်ကိုလက်လျှော့ခဲ့ရပြီးကမှလက်ရှိရောက်နေတဲ့နေရာမှာပဲကို့မှာရှိနေတဲ့ resource တွေကို အကောင်းဆုံးအတုံးချပြီးအကောင်းဆုံးစူးစမ်းရင်းနဲ့ကျွန်တော်တို့အရင်ကလိုချင်ခဲ့တဲ့အိမ်မက်ထက်ကျွန်တော်တို့အရင်ကလိုချင်ခဲ့တဲ့ပန်းနိုင်ထက်ပို့ပြီးတော့ကောင်းတဲ့စဲစားကောင်းတဲ့ဇာတရားကောင်းတဲ့အခြေအနေမျိုးကိုအခြေမွေရောက်လာနိုင်တယ်ဆိုတော့သတို့ရဲ့ live story ကနေပြီးတော့ကျွန်တော်တို့သင်ခန်းစာယူလို့ရပါတယ်။မင်းဆိုတော့ video လေးကိုဒီနေရာထိရောက်လာအောင်အဆုံးထိရောက်လာအောင်ကြည့်ရတဲ့ဗဟုသုတတွေအများကြီးတော့ရသွားပြီ။ဒါတော့ကျွန်တော်လက်ခံတယ်။ဒါပေမဲ့ကျွန်တော်ဖြစ်စေချင်တာကတော့မင်းဆိုတော့ဒီရရတဲ့ဗဟုသုတတွေကိုကိုယ့်ရဲ့လက်တွေအပြင်ဘဝမှာပါပြန်လဲပြီးတော့အသုံးချလို့ရစေချင်တယ်။ အဲဒါကြောင့်ကျွန်တော်မေးခွန်းလေးတွေမေးပါမယ်ကျွန်တော်တို့လိုက်တွေးပေးပါလိုက်ဖြေပေးပါဒရော့တရားအခုလိုမျိုးပိုင်ဆိုင်မှုဆိုလို့9ဒေါ်လာပဲပြရစီရရှိရပေါ့ကရှုပ်ပြတ်တတ်နေရပေါ့ကအိမ်မက်တွေပျက်စီးသွားလို့ဘာမှစားခြင်းတောက်ခြင်းစိမ့်မရှိဘဲနဲ့မျက်ရည်နဲ့မျက်ခွက်ဖြစ်နေရမဝကနေပြီးတော့ဒီနေ့ခင်မှာတော့ကျွန်တော်အအောင်မြင်ဆုံး wrestler တယောက်လူကြိုက်များရဲ့တရုတ်ဆောင်တယောက်နောက်ကဒေါ်လာတန်း900ဝန်းကျင်ကြီးချမ်းသာတဲ့ပုံကိုတယောက်ဖြစ်လာတဲ့အပေါ်မှာသူ့ရဲ့ဘဲမူကျင့်နေဘဲစိတ်နေစိတ်ဓာတ်တွေကသူ့ကိုဒီဘဝကိုပို့ပေးခဲ့ရလေဒါလေးကျွန်တော်သိကြပါတယ် ကျွန်တော်အဖြေကတော့ထုံးစံတိုင်းမှန်နဲ့မားရရလို့မရှိပါဘူး။ major video မကြော်နဲ့မခွာနဲ့အဆုံးကြီးကြီးနားလည်အောင်ကြည့်။အဲပြီးရင်ကိုယ်သဘောပေါက်တယ်လို့ကိုယ်စိတ်ထဲမှာရှိတယ်လို့ဖြေလို့ရတယ်။အဖြေရောဒီ video ကကွန်မန့်မှာမှန်သွားလိုက်ပါကျွန်တော်တို့တယောက်နဲ့တယောက်အမြင်မတူတဲ့သူချင်းချင်းဆွေးနွေးလို့တိုင်ပင်လို့ဖလှယ်လို့ရတာပေါ့။ခုလိုမျိုး major ရောအတွက်ဘ ഹു တူတယ်လည်းရအုံနောက်အတွက်လည်းကြိုးရှိ။နောက်တစ်ခါဘဝတလန်အတွက်လည်းတစ်ဖက်တလန်အထောက်အကူပြုပေးမယ် content တွေဆရာကြီးဆရာကြီးဘလို့ဖြစ်လာလဲဆိုရင်အပေါ်မှာပါရဖြစ်ရမယ် live story အကြောင်းကို ကျွန်တော်တို့ဆရာယူ YouTube channel နေပြီးတော့အပတ်စဉ်တိုင်းတင်ဆက်ပေးနေမှာဖြစ်တဲ့အတွက်မိတ်ဆွေနေတဲ့ဒီဗီဒီယိုလေးကိုကြည့်ပြီးလို့ကိုယ့်အတွက်ဗဟုသုတတိုးသွားတယ်တခခုအကျိုးရှိသွားတယ်ဆိုရင်ကျွန်တော်ရဲ့ channel ကို subscribe လေးချက်လုပ်ခဲ့ပေးပါဦးအားလုံးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်ဆုံကြပါမယ်